တော့ပုံမှန်လဲဆိုင်ငယ်မကျွမ်းသေးဘူးမစီးတက်သေးတဲ့အလူတယောက်အနေနဲ့ရောပြီးရင်သူအဲအနောက်မှာထိုင်ရတဲ့ဟာမှာလီတို့အဲ့အအကံပုတ်ပါသွားတဲ့အခီးမာတော်မှာသူဝင်လင်းပြောရင်သူတလန်းလုံးအဲ့ဓာတ်နှစ်ဖက်လုံးအဲ့လိုအနောက်ကတန်းယူသူကင်ပြီးမှလိုက်တာအဲ့တနာကြီးလောက်မောင်းထားတဲ့ခီးကိုသူအဲ့တနာကြီးလုံးကင်ပြီးနောက်ပြီးအဲ့လက်တွေမှာလဲအတမာတွေ ရဲတွနေရပဲသူတော်တော်ကြောက်တဲ့တယ်မှာပါတယ်မင်းဘာဖြစ်နေလဲရောပူနေငါ့ကြမှာဘာလို့လိုင်းလောက်ချက်လာလဲ ်မင်းလာကြည့်နေပြီလားကားလေးကအရန်ကိုအဲဆလန်ဒရက်ဆိုတော့အရန်ကိုထူဆန်းတဲ့ကားလေးအဲတမယ်ရဲ့ရွေးရည်လည်းပါတယ်ဆိုတော့လာရောက်ပြီးတော့အပိတ်ဖြစ်ပါတယ်ဒီကတော့ထူးထူးခြားခြားလေးအာဒါဖန်တီးထားတယ်ပုံမှန်ဆလန်ဒရက်ရဲ့ထက်ခွဲထွက်ပြီးတော့မှဆိုတော့လီတို့ဒါလာရောက်ပြီးတော့အပိတ်ဝင်းရံတာပေါ့လေကြိုက်ပါတယ်ဟုတ်ကဲ့ဟုတ် အဲသဘောကျတယ်လီလီကိုယ်တိုင်လည်းအာဟိုအလောက်ကဖြစ်မယ်2020ဆက်ရှင်းလောက်ကဖြစ်မယ် channel လေးလေးအဲကိုဝနာခွာနေနဲ့ကြိုက်ထားမှုတဲ့ကအဲဓာတ်ပုံလေးဓာတ်ပုံရှိတယ်ဆိုတော့အာကိုယ်တိုင်လည်းဝတ်ရတာကြိုက်တယ်အဲဝတ်ထားတဲ့သူတွေကိုတွေ့ရတာလည်းကြိုက်ပါတယ်အဲတော်တော်လေးလာတယ် unit ရန်ဖြစ်တဲ့အဲဝတ်စုံမျိုးလေးတွေပါဟုတ် ဟိုဟာလီတို့အဲ့ဒီဆိုင်လေးကိုအဲစားတော့ဆိုင်လေးကနေအတဲတဲ့ဟိုတယ်ကိုပြန်နေတဲ့အချိန်လေးမှာပဲအနောက်ကနေပဲတိုင်လိုက်လာရင်ねစစရင်ねစရင်တဲ့တိုင်ပြောထားတဲ့ဗီဒီယိုလေးပါပြရပါတယ်အဓိကတော့ဒါကိုရီပျော်ရှင်နေတဲ့အခိုက်အတန့်လေးလည်းဖြစ်တယ်အဲ့ဒါအောင်မှာသူကလည်းဒါအဲချီချီနဲ့နှစ်နိုင်ချင်းနဲ့ဒီဟာလေးကိုသူဟာသူလေးအာသူ့ရဲ့ကိုပိုင် page လေးမှာ posting ထားတယ်ဆိုတော့လူလည်းအရန်ကို PT ဖြစ်ရပါတယ်ချိန်နေရပါတယ်ကြောက်တယ်လို့ပဲပြောရမှာပဲသူ တော့ပုံမှန်လဲဆိုင်ရယ်မကျွမ်းသေးဘူးမစီးတက်သေးတဲ့လူတယောက်အနေနဲ့ရောပြီးရင်သူအဲအနောက်မှာထိုင်ရတဲ့ဟာမှာလီတို့အဲ့အပကံပုတ်ပါသွားတဲ့အခီးမာတော်မှာသူပွင့်လင်းပြောရင်သူတလန်းလုံးအဲ့ဓာတ်နှစ်ဖက်လုံးအဲ့လိုအနောက်ကတန်းယူသူကင်ပြီးမှလိုက်တာအဲ့ဒီတနာကြီးလောက်မောင်းထားတဲ့ခီးကိုသူအဲ့တနာကြီးလုံးလုံးကင်ပြီးနောက်ပြီးအဲ့လက်တွေမှာလဲအတမာတွေရဲတွနေရပဲသူတော်တော်ကြောက်တဲ့ထဲမှာပါတယ်ပုံပြီးစကြင်လားဆိုတော့အဲ့လိုတော့ မရှိပါဘူးအဲ့အခိုက်တန်ကတော့လီတို့အဲ့နီနီနာလေးပဲသွားတယ်အဲသူလဲလီနောက်ကနေလိုက်ညာဆိုတော့လီတိုင်းပဲအဲသူအဲသူမသိတဲ့အချိန်လေးမှာပဲစလိုက်တဲ့သဘောလေးပေါ့ဟဲ့ကြည်ကြနော်မဟုတ်ပါဘူးကျောင်းမြန်လာကိုကတောင်းခံခဲ့ရတာတော်တော်လိုက်ခဲ့ရတယ်လို့ပဲပြောရမှာပေါ့လေသူ6လဆောင်ရဲ အဲ့ဒီအထဲမှာအဲ့အတွင်းမှာလည်းသူကိုကျွေအောင်ကိုအဲသူ marketing နဲ့ဆင်းနေပါလိမ့်နော်ဆိုတော့ခဏပြောတဲ့ဘိုက်ကာမလေးကပျော့ပါဘာလို့ marketing လေးနေလဲဟမ် marketing လေးအဲ့လိုဘလို့ဇန်ညိုးနေတယ်လိုက်ခဲ့ရတယ်ကိုကိုဇန်ညိုးပိုင်တယ်လေဇလဲဇန်ညိုး driver ဆိုတော့ အအဓိကတော့အကိုသူတံပိုးထားကြောင်းကို့ကိုချစ်ကြောင်းပြီးတော့လီလီကအရှိမလဲလီလီက trauma ရထားတဲ့မိန်းကလေးတယောက်အနေနဲ့လီလီအချစ်ကိုကြောက်နေတဲ့သူတယောက်ပေါ့နော်ဆိုတော့အသူကိုယ်တိုင်ကလည်းဒါမျိုးတွေမဖြစ်အောင်သူလည်းစင်ကျင်ပြီးတော့မှနှစ်ယောက်သားတယောက်နဲ့တယောက်အ better person ဖြစ်အောင်အဲနေပြီးတော့အဲ့ဒီအချစ်လေးကိုဖန်တီးပေးသွားမယ်ပေါ့ဒီကိုယ်တိုင်လည်းအလိုလိုဖန်တီးပေးပါမယ်ဆိုတော့စကားရည်နဲ့ marketing စင်ခဲ့တော့ အဲ့ဒီအဲ့ဒီ better person ဆိုတဲ့စကလုံးလေးပေါ့အာလီတို့တယောက်နဲ့တယောက်ချစ်ကြတယ်တယောက်နဲ့တယောက်မေတ္တာများကြတယ်ဆိုတဲ့ဟာကအဲ့ဒီအရာလေးကတော်တော်အဲခိုင်မြဲတဲ့စကလုံးလေးတစ်လုံးပါဆိုတော့ဒီကတော့အဲ့စကလုံးလေးကိုကြိုက်တယ်ပေါ့အဲ့မှာ marketing မှာအောင်းသွားတာပေါ့ ကလီလီကလီလီတယောက်ထဲလုံးကထက်အခုအဲနှစ်ယောက်ဖြစ်သွားတဲ့အချိန်မှာအဲလီလီတွေ့ပို့ပြီးတော့အားပို့ရှိတယ်လို့ခံစားရတယ်ပြီးတော့ကိုသွားခြင်းနဲ့လမ်းလေးကပို့ပြီးဖြောင့်ပြူသွားလို့ပုံမြင်ရတယ်အဲနောက်တစ်ခုကအဲတီတာကိုလည်းတွေ့ပါလိမ့်မယ်ဒီနောက်ပိုင်းလီလီရဲ့ပုံစံလေးလီလီရဲ့ဖြစ်တည်မှုတွေကပို့ပြီးတော့အဲကိုကိုကိုလည်းပြည့်စုံလာတယ်လို့မြင်တယ်ဆိုတော့ကောင်းပါတယ်ဟုတ်လား Yeah. အာမိမပူဆန်လာတော့မပြောတတ်ပါဘူးဒါတစ်ပတ်လူကမြင်တဲ့အမြင်ပဲထင်ပါတယ်လီကတော့အရင်လီလီပါပဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဆရာကတော့အမြင်အာလီတို့နှစ်စင်သွားကြတော့တိုင်းဆရာအမြင်စားတယ်အဲဒီနေ့အကွာကလည်းလူရလည်းကြောချင်တယ်အဲဆိုတော့အဲလီတူတော်မှာမပြောခင်ကလေးကအဲ့ဒီမရောက်ခင်ကလေးကပြောထားတယ်ပေါ့နော် ိုက်လာရင်တော့အစခံရမှာတော့လို့ဆိုအဲဆိုတော့အခုဒါအဲဆရာအတိုင်းပဲချစ်လို့စတာပေါ့နော်ပြီးတော့ဆရာကိုယ်တိုင်ကလည်းအဲကိုကတ္တမီလေးပျော်နေတာကိုသူမြင်တယ်အဲအချိန်ကြီးမှာတော်တော်ပြောနေရဆိုပြီးသူအဲမြို့တော်မှာအလိုလေးနှောက်တယ်ဆိုတော့ဝမ်းသာပီတိဖြစ်ပါတယ်ဆိုဆရာကိုယ်တိုင်ကိုရီးယားချစ်ချင်းမေတ္တာကို appreciate လုပ်တယ်ဆိုတော့ ပြောပါမယ်။များလဲဆိုတော့အဓိကတော့စိတ်နေစိတ်ထားပုံချင်းမျိုးတော်တော်လေးတူတာကိုဒီတိထားမိတယ်။အကြံတဲ့အရာတွေကိုလည်းဒီလိုညှိယူပါတယ်။အဓိကအဲအချိန်တော်တော်များများသူနဲ့ပဲကုံဆုံးနေရဆိုတော့နှစ်ယောက်အဲဘာလေးတွေဆိုရင်တော့မကြိုက်ဘူးဘာလေးဆိုတော့ကြိုက်တယ်ဘယ်လိုမျိုးလေးဆိုရင်သွားမယ်ဆိုတော့ပုံစံမျိုးလေးပေါ့အဲဒါမျိုးလေးတော့သွားတယ်အဲဟာတာပါသူအဆက်မစား ဆိုတော့လီ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 ပဲလိုက်ညှိလိုက်ပါတယ်လီလီလည်းအဆက်မသိပ်မစားပြေဘူးဆိုတော့အဲ့လိုတခုခုဟင်းပွဲရွေးမယ်ဆိုရင်တော့အဲ့လိုအချိုပွဲလေးကိုရွေးပြစ်တာမျိုးပေါ့အရင်စလီလို့အဲစတွဲဖြစ်ခါစတော့ကတော့သူကသိပ်ပြီးတော့ဒီ အဲဆိုင်ကသွားတယ်လာတယ်ဆိုတဲ့ဟာမျိုးယောက်ျားလေးတွေတယုံယုံနေပေါ့ဆိုတော့အဲသူလိုက်ရမှဖြစ်မယ်တချို့ဟာလေးတွေအဲပင်မန်းနေလို့ပင်မန်းနေရမကြည့်ရဘူးလို့ဘာလို့ပေါ့နော်သူဒီအနှစ်သာရောကိုသူမသိသေးဘူးလေဆိုတော့လီလီယာကသူ့ကိုအဲတစ်ချိန်ဆန်းစည်းကြည့်တယ်နှစ်ချိန်ဆန်းစည်းကြည့်တယ်ဆိုတော့အခုအချိန်အတိုင်းအတာတစ်ခုရောက်တဲ့အချိန်မှာသူကိုယ်တိုင်သူသူကိုယ်တိုင်ကဒီဆိုင်ရဲ့စီးရတဲ့အရာတာကိုသူကြိုက်လာတယ် သူတင်ပဲပြောတယ်အဲဒီတစ်ခေါက်နောက်ဆုံးဒီလိုပကံမှာစီးခဲ့တဲ့ trip လေးကတော့အမရှင်းမြတ်တို့ရောအကုန်လုံးအဲသူ့ကိုဘေးနာနေအဲကိုကြီးဆိုင်ငယ်စီရမယ်နော်အဲပါညာဆိုသူတော်တော်လေးပိုးချွာနေ သူတင်မယ်သူလုံးမယ်ပေါ့သူစီးရှင်နေဆိုပြီးပြောနေတယ်ဟုတ်ဒီတို့ချစ်ပေးကြတဲ့ပိတ်သက်တယောက်ချစ်စီတိုင်းကိုဒီလိုတကယ်ကိုချေးစုတက်ပါတယ်လို့ဒီတို့လည်းအပွင့်နေပြောရင်တော့ဒီလူပညာပိုင်းမှာရော လီလိုရဲ့ဒီဘက်လူမွေးပိုင်းမှာရောအဆဆရရအားလုံးအဆင်ပြေချုံးလို့ရအောင်လို့အဲကြိုးစားပြီးတော့တိစောက်နေပါတယ်ဒီလိုရုပ်ရှင်လေးတွေလည်းတက်လာဖို့ရှိပါတယ်ဆိုတော့ရုပ်ရှင်လေးတွေအဲတက်လာတဲ့အခါကျရင်လည်းအားပေးပါဦးလို့ဒီကဟောချင်ပါတယ်ရှင်အားလုံးချစ်စုပါ